ဒီ debate စီစဉ်ကပြန်လည်ကြိုးဆိုပါတယ်ဒီကနေ့ဆွေးနွေးနေတာကတော့အချင်းပြတ်ချဆောင်မှုတွေကိုအစိုးရတဲ့လက်ထက်မှာဘယ်လိုတက်ဖြတ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေတာဖြစ်ပါတယ်ကုကြောသားဆွေခုနကတော့ဥက္ကုနီကပြောထားတယ်ရှင်သူကတော့အဓိကတော့တရားရေးမှန်တိုင်းနဲ့ပတ်သက်ပြီးတော့ပြောထားတယ်လွတ်လပ်တဲ့အဖွဲ့အစည်းတွေမပါလာဘူးလွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာအဲ့ဒီပုံမှာကိုကျော်စောဆွေရဲ့အမြင်ပြောပြပါဦးဟုတ်ပါလိမ့်မယ်ဥပဒေမှန်တိုင်းမှာလည်းအားလုံးလည်းသိတဲ့အတိုင်းပေါ့နော်ဒီအခုလိုမျိုးဒီအကျင့်မဲ့ခြားစားမှုတွေပေါ်မှာမနေနိုင်တဲ့အပြင်သူ့ရဲ့မှန်တိုင်းကိုနိုင်ကလည်းဒီအခြားကမှန်တိုင်းတွေလွှမ်းမိုးမှုပေါ့နော် ြော်မန်နိုင်အတွင်းမှာရှိတဲ့ဒီအရေးသွေးပန်းဆိုင်ရာတွေပြန်ပြီးတော့မှဟိုပြုပြင်နေရမှုပေါ့အဲ့တော့အသိမကောင်းသေးတဲ့အနေအနေထားမျိုးရှိနေပါတယ်ဒါကိုကျွန်တော်လက်ခံပါတယ်အဲ့တော့အရေးကြီးတာကတော့အသိမကောင်းတဲ့ဆရာဆရာကတရားသူကြီးဟောင်းဖြစ်ခဲ့တော့တကယ်ပဲအသိမကောင်းခဲ့ဘူးလားဆရာကျွန်တော်တို့ဒီဇယ်ဥပဒေပေါ့အခုတည်းကတည်းကကျင့်သုံးနေတာပေါ့နော်အဲ့မှာဟိုတုန်းကတော့ဒီပြုတ်ဆန်ကျင့်သုံးဥပဒေမှာ session တရားသူကြီးတွေကိုပေးထားတဲ့အခွင့်အလမ်းတစ်ခုရှိပါတယ်အဲ့ဒီအခွင့်အလမ်းကဘာလဲဆိုတော့အော်ယုံတွေကစစ်တဲ့ချမှတ်တဲ့စီရင်ချက်တွေကိုတောင်းခေါ်ပြီးတော့ဒီရတဲ့ပြင်တဲ့နာပြင်မယ် ဖြတ်တင်တာဖြတ်မယ်သူတို့တင့်တော်တဲ့အမင်းတစ်ခုကိုချရမယ်ဆိုတဲ့ညွှန်ကြားချက်ကိုတရားရုံးချုပ်ကထုတ်ထားပါတယ်။တစ်ချိန်မဟုတ်ပါဘူး၃-၄ချိန်လောက်ရှိပါတယ်။ပြီးခဲ့တဲ့စက်တန်းအတွင်းမှာအဲ့ဒီအော်ယုံအသီးသီးကစီရင်ချက်တွေကိုအထက်ကတာဝန်ရှိတဲ့တရားသူကြီးကခေါ်ပြီးတော့စီစစ်တဲ့အမှုဗလံမှုရှိတယ်လေ။သူတည်တနာပြုကျင်တဲ့လူတွေရှိလို့ရှိရင်အဲ့ဟာသူတည်တနာပြုဖို့အကျွန်တော်ကောင်းတဲ့ချက်ပါပဲ။အာဂရိလေသာမှုပျောက်သွားအောင်လုပ်တဲ့အချက်မှာအချက်တစ်ချက်ပါပါတယ်။ ြစ်ဒဏ်ထိရောက်သွားပေးဖို့ဆိုတာကျွန်တော်တင်တယ်ဗျလိုတော့လိုအပ်တယ်ဒါမှလည်းအဲ့ဒါအခါခတ်တိုင်းမပြည့်စုံထောင်15နှစ်ပြည့်ပြည့်အနည်းငယ်10ပြည့်ပြည့်ဖြစ်လာပါဖြစ်လေဗျကိုယ့်အောက်ကလူလှည့်ချလဲရတာပဲဟုတ်ကဲ့မအဲ့လိုမဖြစ်ဖို့ကျွန်တော်ဘာလုပ်ရမလဲဒေါအောင်ဆန်းစုကြည်ကဝင်ကြီးတွေကိုခေါ်တွေ့တယ်နော်ဝင်ကြီးဆိုတာခေါင်းမှာရှိတယ်ခေါင်းကမိုးမယူဘူးသူကပြောတာနော်အဲ့တော့အဲ့ဝင်ကြီးတဦးအောက်မှာဝင်ကြီးဌာနအသေးသေးရှိတဲ့အတွက်သူကညွှန်ကြားရေးမှူးချုပ်ဆိုတာက ဝန်ထမ်းအကြီးအကဲအောက်ကနေပြီးတော့ရုံးလူလင်အထိအဆင့်ဆင့်ရှိတယ်เนาะအဲ့ဓာတွေကိုเนาะအရင်ဆုံး rules of law ဆိုတာကထောင်ချမယ်ဖမ်းမယ်ချုပ်မယ်အရင်တော့အဲ့လိုလုပ်ခဲ့တယ်ပေါ့အမှန်ကဝန်ထမ်းစီမင်းဆိုတာရှိတယ်เนาะဝန်ထမ်းနေကိုတာဝန်နဲ့လုံနီးသတ်မှတ်ချက်တွေအဆင့်ဆင့်ပေးဟိုလက်ပေးလက်ယူမှုဖောက်ဖျက်မှုရှိတယ်ဆိုလို့ရှိရင်ဝန်ထမ်းကိုအရေးယူခြင်းခုနှစ်ဆင့်နဲ့အရေးယူမယ်ပထမသတင်းကြားတာနဲ့ကြော်စောသတင်းနဲ့ဖမ်းမချုပ်ဘူးအရေးမီဘူး เนาะဒါပေမဲ့ဆရာတတိပေးမယ်လက်ရှိအနေထားမှာအဲ့ဒါတွေလည်းသိတယ်အဲ့ဒါတွေလုတ်ဖို့သိလို့လည်းသိတယ်လက်ရှိမရှိဘူးဒါပေမဲ့တကယ်တမ်းအဲ့ဒါတွေရှိရသားနဲ့မျက်ွယ်ဘူးပြုတ်ကျင့်သုံးနေကြတယ်ဆိုတော့လက်ရှိလုံးဝအုတ်ချုပ်ရေးစနစ်ကြီးရညာဖြစ်ပြောထားတဲ့ပျက်စီးနေတဲ့အတွေ့အဲ့ဒါမျိုးလုံးဝမရှိလို့ပါအကယ်၍ဝန်ထမ်းတယောက်ကလာပေးလာယူမှုတဲ့အပြစ်ရှိတယ်ဆိုရင်သူကတကယ်လို့ယာဒူးတဆင့်ချော့အားနဲ့ပုံမြင့်နဲ့เนาะ ြင်ဆင်ပေးမယ်လို့အရှင်တို့ဆိုရင် PEDE နဲ့ဝင်ရပါတယ်အခုဆိုရမဝင်တော့ဖြစ်နေတယ်အဲ့လိုဝင်တဲ့အခါမှာခုနပြောလို့ lack of supervision ဆိုပြီးတော့ immediate officer သူ့ရဲ့ immediate superior သူ့အထက်ကလူကိုပါခေါ်ယူစစ်ဆေးအရေးယူရပါမယ်အခုအဲ့လိုမဟုတ်ဘဲနဲ့နော်အောက်ကလူပဲမင်းငါငါငါလုပ်ရင်ပြီးတော့မင်းလုပ်တာပဲဆိုပြီးတော့လွှဲလွှဲချသွားတာမျိုးတွေလက်ရှိဖြစ်နေထစ်ခနဲ့ဆိုထောင်ချလောက်အောင်ကြီးကျယ်လာတော့ကြီးမားလာတော့မှဖမ်းချုပ်ထောင်ချဆိုရင် ပေါ်ကလူမှာတာဝန်ရှိတယ်အဲ့ဒီသူ့ရဲ့ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ဝန်ထမ်းတစ်ယောက်ကလက်ပေးလိုက်ယူမှုအကျင့်ပြတ်ခြားစားမှုအဂတိလိုက်စားမှုကြီးကြီးကျယ်ကျယ်တခုဖြစ်လို့ရှိရင်အဲ့ဒီဝင်ကြီးကရှက်ပြီးနှုတ်ထွက်ရမှာဖြစ်ပါတယ်ကျေးဇူးဆရာဦးမမောင်ကိုပြောချင်ပါတယ်ခုနကပြိသက်သေးကကုတတန်းဦးကတော့ပြောပါတယ်ဆိုတော့ဝင်ထမ်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပို့ပြီးတော့မှဖြည့်ဆည်းပေးရမယ်ပေါ့ဥမာလာစားပဲဖြစ်ဖြစ်သူ့ရဲ့ရပိုင်ခွင့်ပဲဖြစ်ဖြစ်ပေါ့ ီလိုမရှိလို့ဒါလင်းဒီလိုအကျိုးဆက်တွေဖြစ်နေတယ်ဆိုတော့အဲ့ဒီပေါ်မှာရောအဲ့ဒီရဲ့အကျိုးဆက်ကရောဘာဖြစ်လာနိုင်လဲဆရာအဲ့တော့ဝန်ထမ်းရဲ့မလောင်ငါမှုပြဿနာဖြေရှင်းဖို့အတွက်ကျွန်တော်တို့ကဖြစ်လာနိုင်တဲ့ဟာတွေအများကြီးပေါ့ဒါတိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကိုကြည့်ရမယ်။နောက်ပေးရင်ရောဒီဝန်ထမ်းကိုဘလောက်တိုင်းတာတိပေးနိုင်မှာလဲ။အဲ့တော့ဒီနေရာမှာဒီပြည်သူတွေပူးပေါင်းပါဝင်လာဖို့ ਨੇ တွဲပြီးပြောရင်တာအခုတရားရေးလောကအကျင့်ပြစ်ခြားစားနေတာ လုံးဝအငြင်းမပွားဘူးဒီအထောက်အထားပြောပါဆိုရင်ငါးနှစ်လုံးလုံးတိုင်စာတွေရှိတယ်ငါးနှစ်လုံးလုံး channel တွေမှာရှိတယ်ငါးနှစ်လုံးလုံးဆန္ဒပြတာတွေရှိတယ်အဲ့တော့တရားရေးကိုကင်တွယ်ဖို့အတွက်ကမူလဲကင်ရမယ်လူလဲကင်ရနော်အဲ့တော့လူနဲ့စဉ်းစားလိုက်တဲ့အခါကျတော့ဒီနေ့နိုင်ငံရေးယာရုတွေမှာအားလုံးအသီးသီးတွေကော်မရှင်တွေနောက်ပြီးတော့ဒီဒီဖွဲ့စည်းပုံခြေခံမှုတွေခုံရုံးတွေနောက်ပြီးတော့ဒီရှေ့နေကြုတ်တွေပါဒီစသည်ဖြင့်ဒါတွေအကုန်လုံးကိုနိုင်ငံတော်တမရကသူ့ရဲ့တက်တန်းနဲ့အညီ လုံနိုင်ပြီမယ်လို့ဒီနေ့တရားရုံးမှာရှိနေတဲ့တရားလွတ်တော်ချုပ်တရားသူကြီးနဲ့တရားလွတ်တော်ချုပ်တရားသူကြီးတွေနော်တိုင်းဒေသကြီးတရားလွတ်တော်ချုပ်တရားသူကြီးနဲ့တိုင်းဒေသကြီးတရားလွတ်တော်ချုပ်တွေကိုဒီနေ့တမရတက်တန်းနဲ့အတူဘာမှလုံလို့မရဖွဲ့စည်းပုံအခြေခံဥပဒေမှာကအသက်80ပြည့်မှာပင်စင်ယူရမယ်လို့ပြဋ္ဌာန်းထားတော့ရှိနေတဲ့ပုံကိုယ်တွေက80ပြည့်ရင်သွားသွားတဲ့နေရာကိုထပ်အစားထိုးဆိုတာပဲရှိမယ်အဲ့တော့အောက်တိုင်းနဲ့ပြည်နယ်ကြတော့65နှစ်အထိ တာဝန်ပေးထားတယ်ပေးထားတော့65နှစ်ပြည့်ရင်တော့သွားဆိုတော့အခု problem ကလူတွေကအပြောင်းလဲလိုချင်နေတာအဓိကတရားရေးလည်းအဓိကတစ်ခုပါတယ်ဘာကြောင့်လဲတရားရုံးနေမှာနေပြင်းနေအမြလူတွေဟာရင်ဆိုင်နေရအဲ့တော့တရားရုံးမှာလက်မပေးဘဲနဲ့အမှုရဲတစ်ခုတောင်ကန့်ကြည့်လို့မရအဲ့တော့ကျွန်တော်သဘောတရားပြောမယ်ဆိုရင်တော့ခိုင်မာတဲ့တရားစီရင်တည်ဆောက်မယ်ဆိုရင်တော့ကျွန်တော်တို့ကခြားစားနေတဲ့တစ်တင်တွေတော့ဆောက်လို့တော့မရဒါဒီတစ်တွေတော့အစားထိုးလဲဖို့တော့ လိုပါလိမ့်မယ်။အစားထိုးလဲတဲ့နေရာမှာလူရှိသလား၊လက်ကျင်မိသားရှိသလားဆိုတော့ကျွန်တော်ကနှစ်ပိုင်းသွားစဉ်းစားမိပါတယ်။တစ်ဖက်ကလက်ကျင်တဲ့အပိုင်းလေးတွေပေါ့နော်။နောက်ထပ်ဒီနေရာမှာအစားထိုးမဲ့ဒါပေါင်ကြီးတင်နှန်းလူဟာမျိုးနဲ့လက်ကျင်အစားထိုးမဲ့အပိုင်းကတစ်ပိုင်း။လက်ရှိပြည်သူတွေကို NLD ကပြည်သူတွေနဲ့ဆန္ဒနဲ့တက်လာတယ်။ပြည်သူတွေကိုအားကိုးပါတယ်။ပြည်သူတွေပါဝင်ဖို့လိုပါတယ်ဆိုတဲ့နေရာမှာအဓိကအချက်ကပြည်သူတွေကို NLD ကပါဝင်ခွင့်ပေးဖို့လိုပါလိမ့်မယ်။ဟုတ်ဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။ ကိုကြိုးသွားဆွေပြစ်ဒဏ်နေလဲရှိတယ်ဒါပေမဲ့လူတွေကဒါနောက်ကိုပဲလိုက်ပြီးတော့ဒါဝက်ကျင့်သုံးနေကြတယ်ဆိုလိုတာကပြစ်ဒဏ်ပေးမှုမှာအားနည်းချက်ရှိနေလို့လားပုံမူပြင်းထန်တဲ့ပြစ်ဒဏ်တွေပြောင်းလဲပြင်ဆင်သတ်မှတ်ဖို့လိုနေလားပြစ်ဒဏ်တွေတိုးလိုက်ရုံနဲ့ကတော့ဒီဟာမျိုးကျွန်တော်တို့ဒီဟိုတိုက်ဖြတ်လို့ရမှာလို့ကျွန်တော်မထင်ဘူးအခြားအချက်တွေကျွန်တော်လိုအပ်ပါတယ်ပြည်သူလူထုကိုနိုင်ပေါ့ဒီဟာသူတို့အတွက်နိုင်ငံရေးအမှန်ကြီးမှတဲ့အန်ဒီအကြီးဖြစ်တယ်ဆိုတာမျိုးကိုသဘောပေါက်သွားဖို့ဒီကျွန်တော်တို့ကဒီရက်ဖက်လူဖွဲ့စည်းတာဖြစ်စေနိုင်ငံရေးပါတီတွေဖြစ်စေအစိုးရကိုယ်နိုင်ငံဖြစ်စေပေါ့နော် နားလေသဘောပေါက်အောင်ကျွန်တော်တို့ကလုပ်ဖို့လုပ်ပါတယ်ပြည်သူရဲ့စီမံခန့်မှုအစိပ်ပိုင်းပေါ့နော်ဒီ public administration ပေါ့မဖြစ်မနေကျွန်တော်အင်္ဂလိပ်လိုသုံးပြရစီအဲ့ဒီမှာကျွန်တော်တို့ကအစိုးရအတွက်လည်းတကယ်တော့ဒီဆရာဆွေးနွေးခဲ့သလိုပဲဒီသူတို့ရဲ့ဒီဘလော့ကောင်ကျင့်ဝတ်တွေရှိပါတယ်ဝန်ထမ်းကျင့်ဝတ်တွေပေါ့နော်အဲ့တော့ဒီဝန်ထမ်းအဖွဲ့အစည်းတွေအစိုးရတွေကကန်တွယ်တဲ့ဥစ္စာလေသူတို့ရဲ့ပုံမှန်နီးလန့်ကြကန်တွယ်မှုအနေနဲ့ကျွန်တော်တို့လိုကိုလိုရပါတယ်အဲ့လိုပဲဒီအပြင်ကနေပြီးတော့ပြည်သူလူတွေအနေနဲ့ဖြစ်စီပြည်သူလူထုတွေရောဒီထင်ဟတ်တယ်ပေါ့နော်ဒီလူတွေရဲ့ဒီအကျိုးတစ်ခုခုတည်းကျွန်တော်ဆောင်ရွက်နေတဲ့ရပ်ဖတ်လူဖွဲ့အစည်းတွေဖြစ်စီပေါ့ လွတ်လပ်တဲ့စုံစမ်းဆွေးနွေးမှုတွေကျွန်တော်လုပ်ဖို့လိုပါတယ်အဲ့ဒီအဖွဲ့အစည်းမျိုးကလည်းတိကျလွတ်လပ်နေဖို့လိုပါတယ်ကျွန်တော်ဒီဟောင်ကောင်မှာကျွန်တော်တခါလေ့လာခဲ့ပူပါတယ်သူတို့စီကဒီအစ်စ်မွေးလာတဲ့ကလေးလေးတွေဆိုလို့ရှိရင်ဒီအချင်းမြခြားစားမှုဆိုတဲ့ဘောဟာရအောင်တော့မှသူတို့ကသိနားမလဲတော့တဲ့အခြေအနေမျိုးတွေကိုသူတို့ကကလင်းပြင်အောင်လှုပ်ထားနေတာကိုကျွန်တော်တွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ကိုကျော်စောစဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ပြည်သက်သေးရနေပြီးတော့မှပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်အဂရီလိုက်စားမှုနဲ့ပတ်သက်ပြီးတော့အများဆုံးတွေ့ရတာကတော့တရားစီရင်ရေးရဲ့လောက်ဝကရဲ့ စီးပင်းရအများဆုံးတွေ့ဖြစ်တာတွေ့ရပါတယ်။ဒါကိုလီဝင်းရဲ့ပဝင်းကျင်မှာကျင်လေတဲ့အနေထားအရာပေါ့ဟုတ်ကဲ့။ဟုတ်ကဲ့။ဒီဟာနဲ့ပတ်သက်လို့တားဆီးမယ်ဆိုလို့ရှိရင်သူတို့ကိုဘယ်လိုပံ့ပိုးပေးရမလဲဆိုတာတပိုင်းပါလာပါတယ်။လာစာတိုးပေးတယ်ဆိုတာကအဆင်မပြေဘူး။ဒေါ်စန်းစုကြည်ကိုယ်တိုင်ပြောထားပါတယ်။အဂတိကင်းစင်တဲ့အစိုးရတရက်ကိုသူတို့ထူထောင်မယ်လို့ပြောထားတဲ့အတွက်ကျွန်တော်တို့ကတော့ယုံကြည်ပါတယ်။အစိုးရနဲ့အနာရှိတဲ့အစိုးရအနေနဲ့ကတော့ ီ corruption မရှိတော့ဘူးလို့တော့ကျွန်တော်ယူဆပါတယ်ကျွန်တော်တို့အောက်ခြေဝန်ထမ်းကိုတော့ကျွန်တော်တို့ကသူတို့ကိုလက်မယူဖို့တားဆီးရင်ကျွန်တော်သူတို့ကိုလည်းဘလို့ပံပိုးပေးရမယ်ဆိုတော့ဦးစဉ်းစားတင်တယ်လို့ကျွန်တော်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဥပဒေအစ်စ်ထပ်ပြတ်ထမ်းစရာမလိုပြတ်ထမ်းပြီးသားအတိုင်းကိုကျွန်တော်တို့ကအရေးယူဖို့ပဲလိုတယ်ခုကျွန်တော်တို့ကအရေးမယူလို့ဒီဖြစ်တာခုကျွန်တော်ဖက်ကိစ္စရှိပါတယ်ဘာမှမဟုတ်တဲ့ညွှန်ကြားမှုချုပ်နှစ်ယောက်ကျွန်တော်တကယ်ချင်းနေပါပဲ ကာစတန်ညူချိုင်းမျိုးချုပ်နေဟိုကကွန်ဆယ်ကြီးညူချိုင်းမျိုးချုပ်တစ်ယောက်ကပြုတ်သွားတယ်သူတို့ဒီလောက်လုတ်ပိုင်ကိုမလုတ်နိုင်ဘူးဒီလူတစ်ယောက်ကိုအငိမ့်စားပြုတ်နေမလုံတော့ဘူးသူတို့စစ်ဆေးရမယ်သူတို့နောက်မှာဘသူရှိလဲဖောရမယ်သူတို့ကိုအငိမ့်စားမပေးနဲ့ထောင်ချရမယ်သူတို့ပိုင်နေရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုပြည်သူဝိုင်းသိမ်းရမယ်ဒါမှသာသူတို့ကြောက်မှာဒါတစ်ခုနောက်တစ်ခုကဥပဒေပြဋ္ဌာန်းချက်တိုင်းအတိအကျလုပ်ပါဥကံပြာကဟိုလဘကဥပဒေ73တင်းနဲ့အရေးယူထားတယ်နေမကောင်းပါဘူးဆိုပြီးဆေးနဲ့တခါလေတင်ပြတကယ်လည်းသူဖြစ်နေတာ အာမခံမပေးဘူးတရုတ်တယောက်တရုတ်သုံးယောက်ရှိတယ်ပြည်ဦးလွင်မှာဘုံပေါက်တယ်လက်လုံးဘုံပေါက်တာသူတို့မတရားမဝင်ခိုးဝင်တယ်ခိုးပြီးတပ်တူတွေတူးတယ်တူးဖို့မိုင်းလုံးရင်းနဲ့ထပေါက်တယ်ဒဏ်ရာတွေရတယ်အဲ့ဒီလူတွေက73တလဘကဥပဒေ73တအပြင်ကိုတခြားပောက်ကွဲတဲ့ဥပဒေတွေရှိသေးတယ်ပုံမှန်တယ်ဒါပေမဲ့သူတို့ကြတော့အမှန်ကန်ပေးလိုက်တယ်အဲ့ဒါဘသူမှတာဝန်ရှိတယ်ခုနဆရာပြောလို့ဒါအရေးကြီးတယ်ကျွန်တော်ဒါပဲပြောလို့ ကိုပြောတာကတော့ဥပဒေကကြောသားရင်သားခွဲခြားတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေတယ်ကျွန်တော်တို့သွေးနွေးဘွေးအကောင်းဆုံးကအခုထိလမ်းပေါ်မရောက်သေးဘူးဒီ correction ပေါ့ဒီအာဂရိလိုက်စားမှုတွေပပြအောင်ဘယ်လိုလုပ်မလဲဆိုတာနံပါတ်1အချက်ကကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုရှိဖို့လိုပါတယ်တမန်တော်ဥဒင်းစိန်လည်းအတူဆိုးကတက်လာတော့က good governance လုပ်မယ်ပါညာပြောခဲ့တာပဲအမခင်ဗျအဲ့ဒီတုန်းကဆိုရုံးနေပါတယ်မှာလက်ယူပါတယ်မရှိဘူးပြောက်သွားတယ်ဘာဖြစ်လို့လဲသူတို့တမန်တော်ကြီးပြောတာတကယ်လို့သူတို့ထင်တာဟုတ် အဲ့တော့ခြုံတော့မယ်ဆိုလို့ရှိရင် good governance ဆိုတော့เนาะလို့တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခုနဆရာကြီးဆွေးနွေးတော့တာမှန်ပါတယ်တချို့ကိစ္စတွေမှာတည်တဲ့ဥပဒေတွေကရှိပါတယ်အဲ့ဒီဥပဒေတွေကိုရှိတဲ့အတိုင်းမတုံချဘဲနဲ့ကိုလိုရာကိုဆွဲပြီးတော့အတုံးချတဲ့အတွက်ဒီ rule of law ကမရှိပြောမယ်ဆိုရင်တော့ rule of law မရှိတာကြီးအများကြီးပဲနောက်တစ်ခုက transparency ဝင်လင်းမြင်တာမရှိဘူး ာအဲ့ဒါလေးအများကြီးပဲမနေ့တနေ့ရသတင်းစာတွေပဲဖတ်ရင်အခုဟိုမှာအခုလုံးမဲ့ဟိုတရားကြီးရက်လိုက်ရလို့ပြောတယ်နော်နော်နောက်တစ်ခုကဒီမိုကရေစီအခွင့်အရေးတွေအပြည့်အဝမရဘူးစောတော်ကပြောတယ်တရားစီရင်စနစ်ပြီးရကြတော့ဒီပဲပြန်လာဟုတ်ကျေးဇူးတင်ပါတယ်ဆရာကိုကျော်စွာဆွေကျမတို့အနှစ်ချုပ်ကလေးပေါ့ဒီလိုမျိုးအဂရိတ်လိုက်ဆောင်မှုတိုက်ဖြတ်ရေးမှာဖြီသူတွေရဲ့အခြေခံစိတ်ထားတွေ mindset တွေဘယ်လိုစိတ်မျိုးတွေရှိပေါ်လို့အမေလို့ အဓိကဒီပြည်သူတိုင်းပြည်သူတိုင်းကကျွန်တော်တို့ဒီနိုင်ငံရေးကိုစိတ်ဝင်စားဖို့ဟိုအရေးကြီးဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့တခုရှိတာတော့ဗျာဒီနိုင်ငံတခုမှနေမိနေနေတဲ့ပြည်သူဆိုတဲ့ကိစ္စကတော့သူတို့ကဒီအခွန်ပေးမယ်နိုင်ငံသားကောင်းတယောက်အနေနဲ့မဲပေးခြင်းလည်းပေးမယ်မဲတော့မပေးခြင်းလည်းနေလို့ရတယ်ဆိုအထိပေါ့နော်သူတို့ရပူပန်းပွားမှုကတော့ကျေပြောပါတယ်ကျွန်တော်တို့ကဘယ်လိုမျိုးနေပါဘယ်လိုထိုင်ပါလို့တော့ပြောခွင့်လည်းမရှိပါဘူးသို့တော့ဖြစ်တဲ့ဖြစ်တဲ့တာပြောပါဆိုလို့ရှိရင်တော့ပြည်သူတိုင်းပြည်သူတိုင်းကကိုယ့်ရဲ့ဒီနေဆာတူဘွားပေါ့ကိုယ့်ဘွားကိုလာပြီးတော့မှထင်ရဆင်မယ်ကိုယ့်ရဲ့ဝင်ငွေတွေကိုထိခိုက်ဆင်မယ် ကိုယ့်ရဲ့ဒီအစိုးရစီကရာသီရတိုက်တဲ့ဝန်ဆောင်မှုတွေပေါ့နော်ပညာရေးကျမ်းပါရေးလိုဟာမျိုးဆိုင်ပြီးတော့လန်ဒရာပေါ့ဒီလိုမျိုးအကုန်လုံးကိုလာပြီးတော့မှထိခိုက်စီမှာဖြစ်တယ်အဲ့လိုမျိုးကိုကျွန်တော်တို့ကပြည်သူတွေကသဘောထားအဲ့တယ်လို့ကျွန်တော်အနေနဲ့ဟိုမြင်ပါတယ်ကျေးဇူးတင်ပါတယ်ငွေဝန်ချင်းပေါ့ NLD အစိုးရအနေနဲ့ aggregate လိုက်ဆောင်မှုတိုက်ဖြတ်ရေးမှာအဓိကသူတို့ကဘလို့အချက်ကနေပြီးတော့မှစပြီးတော့ဆောင်ရွက်တင်တယ်လဲဆိုရယ် message မျိုးပေါ့အနှစ်အနှစ်ချုပ်ကလေးလိုတိုရှင်းလေးပြောပြပါအောင်ရှာသူကအစိုးရအစ်ဖြစ်တယ်ဝန်ထမ်းတွေက စ်တယ်မဟုတ်ဘူးအဲ့တော့အဲ့ဒီဝင်သန်းနေအပါအဝင်ပြည်သူတွေကလည်းအစ်စ်တယ်မဟုတ်ဘူးရေကျေးမှုကိုကအပြစ်လောက်တာကိုလွတ်ကင်းနေတယ်ကင်းလွတ်ခွင့်ရနေတယ်လို့ထင်းနေတဲ့ခံယူချက်ခံစားချက်ဘာဖြစ်လို့အပြစ်လောက်တာကိုနော်ကင်းလွတ်ခွင့်ရနေလဲဆိုတာသိရှင်းပါတယ်ခုနကကျွန်တော်ပြောလို့ rules of law ရဲ့ good governance and clean government ရဲ့အဲ့ဒီ၃ချက်ကိုတကယ်ပိုင်ပိုင်နိုင်နိုင်လုပ်ဖို့လိုပြီလို့ပြောခြင်းပါတယ် အဲ့ဒါဆိုလို့ရှိရင်ဒီအစိုးရဟာအောင်မြင်လာမယ်လို့ထင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အငယ်ဦးခင်တန်းရှင်အချင်းပြတ်ချဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ NLD အစိုးရကိုဘယ်လို message မျိုးပေးချင်ပါလဲဘယ်ချက်ကစလို့အောင်လဲဆိုရင်တစ်ချက်ချင်းတစ်ခုချင်းရွေးလို့လို့မရဘူးတပြိုင်တည်းလို့အောင်မယ်ကိစ္စတွေဖြစ်တယ်ခုနကပြောတဲ့ဒေါ်မန်ဆန်းစုကြည်ကဝန်ကြီးတွေခေါ်တွေ့တယ် briefing ပေးတယ်အဲ့တော့ဒီနေ့ဖြစ်နေတဲ့ပြဿနာကကျွန်တော်တို့ဒီအစိုးရဒီအခုလှမ်းနေတဲ့ခြေလှမ်းနေကြိုက်တယ်ကျွန်တော်ကြိုးစုတယ်ဒါနဲ့လွယ်လွယ်ကူကူအောင်မြင်မယ်လို့ကျွန်တော်မြင် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှကြီးမားတဲ့အခက်အခဲတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ constitutional crisis လို့ခေါ်တယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးအကျတဲ့ကြီးကဒီကနေ့ကျွန်တော်တို့မလွှမ်းမသွေတွေ့နေရအဲ့ဒါကြီးကိုမဖြေရှင်းနိုင်သေးဘူးဒေါ်ဆန်းစုကြည်ဘယ်လိုပဲခေါ်ပြောပြောတော့အမိုက်ပဲကောက်ခိုင်းကောက်ခိုင်းတင်နှမ်းမဲ့ပေးပေးစာမေးပွဲတွေပဲဆစ်ဆစ်မရဘူးကျေးဇူးတင်ပါတယ်ဆရာက NLD ကိုစားပြုဆိုတော့မရနိုင်ဘူးလို့ပြောတယ်ဆရာအဲ့ကနေပြီးတော့မှလွတ်မြောက်အောင်ဘယ်လိုလုပ်မလဲဆရာ ကျွန်တော်2013ဥပဒေပေါ်မှာအခြေခံပြီးတော့ပဲပြောပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဥပဒေကအကောင့်ထည့်ဖော်ရမယ်ဥပဒေဖြစ်နေတော့ဒါကကျွန်တော်မပြောလဲဒီ NLD ကလောက်ရမယ်ဟာ။ကျွန်တော်တို့ကအခုဌာနတွေဌာနတွေမှာဒီအရီလိုက်စားမှုဟာကျွန်တော်တို့ရဲ့ဥပဒေမှာပြဋ္ဌာန်းထားတာအမျိုးသားရေးတာဝန်တရားအဖြစ်နဲ့လောက်ရမယ်လို့ပြဋ္ဌာန်းထားတယ်။တရားစီရင်ရေးဘက်ကိုလည်းနည်းနည်းညွှယ်ပြီးပြောပါမယ်။တရားစီရင်ရေးကို ဆောင်ရွက်ဖို့အပိုင်းလေးကြတော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်အကန့်အသတ်ရဒီနေ့ကျွန်တော်တို့ကတရားသူကြီးတွေပြီးတော့တရားသူကြီးတွေအပေါ်မှာကျွန်တော်ကလဲလှယ်လို့မရသေးတဲ့အပိုင်းအောက်ကဝန်ထမ်းညွန့်နယ်တရားသူကြီးတို့ခရိုင်တရားသူကြီးတို့ဆိုတဲ့ဟာတွေကြတော့ဝန်ထမ်းတွေဖြစ်သွားပြန်။နောက်ဖြစ်သွားတဲ့အခါကျတော့ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့အခါကျတော့ဒါကတော့ဒါကျွန်တော်တူဦးရဲ့သဘောပါ။နော်ဒီ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 ပြည်တော်စုလွတ်တော်တရားသူကြီးတွေဟာခေါင်ကမိုးမလုံမှုဖြစ်နေရင်ဒီခေါင်ကိုမိုးလုံအောင်မလုပ်ဖဲနဲ့တော့အောက်မှာကျွန်တော်ကဘယ်လိုမှ ဟိုဆက်ပြီးတော့ကျွန်တော်တို့ကောင်းစရာအကြောင်းမရှိတော့ဒါကိုဆက်ဆွဲမဆက်ဆွဲပြစ်ပင်နဲ့ဒီလူပိုင်းဆိုင်ရာတွေကိုလှုပ်ဖို့လိုတယ်။မူပိုင်းဆိုင်ရာကတော့ဌာနတွေဌာနတွေအသီးသီးပေါ့။ခုနပြောလို့ပုဂ္ဂလိကတွေပြောပါတယ်နော်။အာဂရိလိုက်စားမှုပပျောက်ရေးဟာအမျိုးသားရေးတာဝန်တရအနေနဲ့ခမားတို့ရဲ့ယုံမှာအာဂရိလိုက်စားမှုကင်းစင်ရေးယုံလို့စိုက်မုတ်ပြင်လိုက်ပါ။နော်။အဲ့လိုဒီလှုပ်ဖို့လို အလုံးကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ကတ်တွန်းဆရာရဲ့သုံးသက်ချက်ကလေးကိုကြည့်လိုက်ရအောင်ကျွန်တော်မြန်မာနိုင်ငံမှာဒီအဂရီလိုက်စားမှုတွေကအမြင့်တွင်နေတာကြာပြီဖြစ်ပါတယ်အဲဒီလာမယ့်အစိုးရတဲ့အနေနဲ့လည်းဒီအမြင့်တွင်နေတဲ့အဂရီလိုက်စားမှုတွေကိုတိုက်ဖက်ဖို့ကတော်တော်ကြိုးစားရမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ခင်ဗျအဲကျွန်တော်အဲ့ဒီပုံမှာကျွန်တော်အနေနဲ့ဟာတာမြင်လေးနဲ့ကတ်တွန်းရေးထားပါလေအဂရီလိုက်စားမှုတိုက်ဖက်ရေးကော်မတီဖွဲ့မှာဖြစ်ပါတယ် ကောမဒီဥက္ကဋ္ဌနေရာကိုသိန်းတရာနဲ့လာရောက်ရှောက်ထားနိုင်ပါပြီခင်ဗျာဟုတ်အဲ့လိုမဖြစ်ဘူးလေလို့ပါတယ်ဒီကနေ့ဆွေးနွေးနေတာကတော့အကျင့်ပြတ်ခြားဆောင်မှုတွေအစိုးရအသစ်ကဘယ်လိုတက်ဖြတ်ဖြစ်ရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးနေတာဖြစ်ပါတယ်အကျင့်ပြတ်ချဆောင်မှုတွေဟာနေရာတိုင်းကန္တာတိုင်းနေပယ်အသီးသီးမှာဖြစ်ပျက်နေတာဖြစ်ပါတယ်။အကြောင်းအရာအဖြစ်လည်းကျေပြောပါရယ်။ဒီကနေ့အချိန်တိုင်းတာအဖြစ်ဒီလောက်ပဲဆွေးနွေးနိုင်တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့ Facebook မှာဝင်ရောက်ပြီးလဲဆွေးနွေးနိုင်ပါတယ်။ Facebook မှာ DBB Debate ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါအပြင်ကျမတို့ရဲ့ website ဖြစ်တဲ့ dbbdebate.net မှာလည်းရိုက်ကူးပေးသားတွေကိုပြန်ပြီးတိရှိနိုင်ပါတယ်။ကျမတို့စီကို email နဲ့ဆက်သွယ်အကြံပြုချင်တဲ့ဆိုရင်တော့ debate@dbb.no ကိုဆက်သွယ်နိုင်ပါတယ်။ကျမမျိုးမျိုးပါ။